okay ကျွန်တော်တို့ဒီ PV 5ပြီးတိုင်း PV 5ပြီးတိုင်း World 5 School ပြီးတိုင်းကျွန်တော်တို့အာဒီ MVP စကမှာကိုယ့်ရဲ့ name ပဲတက်လာအောင်ကိုက damage dealer လုံးဝအကြီးစားကြီးပဲဖြစ်နေအောင်ကျွန်တော်ဘယ်လိုလုပ်လဲ okay ဒီအဖြေကတော့ကျွန်တော်တို့ကိုတင်ရတင်ထားတဲ့ development တွေက delay ဆိုရဲတက်ပါအောင်ပါဖြေအောင်ရှိရပါတော့တိတ်ကျွန်တော်ကြည့်လိုက်ရအောင်ဒီတိတ်ကျွန်တော်ကြည့်ရမယ့် attribute ကဒီထဲရပါဗျာဒီ precision rate critical rate affinity rate DI နဲ့အကုန်လုံးကဆက်ဆက်နေ Okay ကျွန်တော်ဒါကတော့ normal attack ပေါ့နော်အားလုံးလည်းသိရဒါပေမဲ့ normal attack ဘယ်လို calculation လုပ်လဲ calculation ကတော့ကျွန်တော် minimum ဒီကနေ့မှာကျွန်တော်က minimum နဲ့ maximum attack ဆိုပြီးကျွန်တော်က2မျိုးရှိမယ်အဲ့ထက်ကနေမှဒီ normal attack လုပ်မယ်ဆိုလို့ရှိရင် normal attack ဖြစ်သွားခဲ့ရင်ပေါ့နော်ဖြစ်သွားခဲ့ရင် minimum နဲ့ maximum ချရတဲ့အခါအဲ့ range တူတဲ့ဟာတခု damage တူမျိုးယူလိုက်မယ်ဥပမာ100နဲ့200ကြားဆိုလို့ရှိရင်ဒါပါတော့135ဖြစ်ဖြစ်မယ်150ဖြစ်ဖြစ်အဲ့လိုမျိုးဟာတခုလာမယ်အဲ့ဟာရဲ့100%ကို damage ဒီ damage ပေးမယ်ဒါ normal attack ဟုတ်ကဲ့ခုန precision rate တွေ affinity rate တွေ precision gain နဲ့မှာဒီဝဝမိမှာကြာတော့ဒီအာ damage attack line နဲ့မျိုးတော့ rolling အရင်လောက်လိုက်တယ်ပေါ့နော် precision rate နဲ့ affinity rate ပဲဖြစ်မယ်ကျွန်တော် precision rate ကိုအရင်ယူလိုက်တယ် precision rate ကိုအရင်တွက်တယ်အဲ့တော့ precision hit ဖြစ်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်နောက်ထပ် chance ဖြစ်ရှိတာက critical hit ဖြစ်နိုင်တယ်ဒါမှမဟုတ်ရှင် affinity hit ဖြစ်သွားနိုင်တယ် ဒါရဲလောက damage အမြင့်ဆုံးပေးမဲ့ high ဖြစ်တဲ့အတွက် precision precision kit လည်းဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီ high ကောင်းလာ maximum attack ပေါ်မှာ focus ထားရဲလမ်းကြောင်းတစ်ခုပေါ့နော် okay ဒါ critical နဲ့ affinity rate ဖြစ်သွားမှာ okay precision kit က chance နည်းနေတယ် hit rate နည်းနေတယ်ဆိုရှင် non precision ဖြစ်သွားမယ်ပေါ့နော်အဲ့ဆိုရင်တော့ဖြစ်လာနိုင်တာနောက်ထပ် affinity affinity attack ဖြစ်လာနိုင်တယ်နောက်တစ်ခုကကြာတော့ aberration rate aberration hit ဖြစ်သွားနိုင်တယ်ပေါ့နော်ဒီဟာတွေက damage အနည်းဆုံးတန်ကြောင်တကူအဲ့ဒီတော့သူက minimum attack ပေါ်မှာ focus ထားရယ်။ Okay ဒီ critical rate တွေ affinity rate တွေ aggression rate တွေဘယ်လိုတက်လဲ calculation okay critical critical stat ကကြာတော့ agility နဲ့သက်ဆိုင်တဲ့ agility မြင့်လေ critical hit ပုံမြင့်လေပေါ့နော်ပြီးတော့ DKA ဝဲဝဲမိမှာကြာတော့ critical damage ပေးနိုင်မှုတခုလဲဆုံးနီလန်က precision hit ကလာတဲ့အဲ့တော့ဒီနှစ်ခုကအဲတခုနဲ့တခုအပြန်အလှန်တက်ရမှုရှိရယ်ပေါ့နော် critical rate ဘယ်လိုတက်လဲ တကယ်ဟက်ကကြာတော့မီခုနပြောထားရဲ့ minimum နဲ့ maximum ဂျာ range တဲ့ဟာတခုကိုယူလိုက်မယ်အဲ့ဟာရဲ့150%အဲ့နေပေါ့နော်ဒီတော့150%နေဟို damage ပေးမယ်အဲ့ဒါက critical damage okay နောက်တစ်ခုကကြာတော့ affinity rate affinity rate ကဘယ်အနေနဲ့သက်ဆိုင်လဲဆိုတော့ကြာတော့ momentum နဲ့သက်ဆိုင်နေ momentum step မြင့်လေကိုယ့်ရဲ့ affinity rate ကလိုက်ပြီးတက်လာလေ ဟဲ့ဒါက calculation ဘယ်လိုလဲပြောကြတော့ minimum maximum ကိုမရှိဘဲနဲ့တော့ဒီ maximum attack က120%ကလေ135%အတွင်းပေါ့เนาะအဲ့ percentage တခုဖြစ်လိမ့်မယ်အဲ့ထဲကလည်းမျှော်ပြီးတော့ general damage ပေးရခုန operation operation ကကြာတော့သူကဒီ gain တခုလုံးမှာလုံးဝ damage အနည်းဆုံး type တခုပေါ့เนาะဘယ်လောက်တောင်လဲဆိုရင်သူက minimum maximum range ကိုယူတာမဟုတ်ဖက်နဲ့ minimum ရဲ့50ရာခိုင်နှုန်းပဲယူရင်ကျွန်တော်တို့က minimum attack က100ရာခိုင်နှုန်းရှိမယ်ဆိုလို့ရှင်သူက50ရာခိုင်နှုန်းပဲဖြစ်တဲ့အတွက် damage က50ပဲထွက်မယ်အဲ့တော့ဒါက damage ရှင်နဲ့တော့တိုက်ကျော်ဒီ aguna precision rate တွေဟိုအရင်မပါမှာတကူကကြာတော့အောက်မှာပဲရှိတယ်အဲကျော် step မှာသွားကြည့်လို့ရတယ် aberration compression rate သွားဘယ်လိုလုပ်လို့လဲဘယ်လိုလဲဆိုတော့ကျွန်တော်က precision rate ဖြစ်တယ် precision hit ဖြစ်တယ်ဒါတွေဖြစ်တယ်ဒါလုံးဝအာဒီလို type တွေ trigger ဖြစ်ဖို့အတွက်ဖေးတယ်ဒါမှ damn precision ရောက်လာရင် aberration ဖြစ်သွားရဆိုလို့ရှိရင်ဒီဟာတော့အာဒီဟာ effect ဝင်လာရပေါ့နော် aberration rate ဖြစ်ခန့်ဒီမှာဒီသူ့ရဲ့ chance ကိုကြည့်တယ်သူ့ရဲ့ chance များလို့ရှင် converse ဘယ်ကို converse လာရဆိုရင်ကျွန်တော်ခုနဒီ normal ကိုပြန်ပြီး converse လုပ်ရတယ်အဲ့အတွက်ကြောင့်ခုန minimum အထက်ရဲ့90ရာခိုင်နှုန်း type ဟုတ်တော့ပဲနဲ့လောကတော့ပဲ minimum နဲ့ maximum ရှားရဲဟာရဲ့100% damage ကိုကြာတယ်ဟေးခုန limit damage ကျွန်တော်ပြောလို့ damage ရေအများဆုံးထွက်အောင်ဒီ attack တွေဘယ်လိုမျိုးညံ့မလဲပေါ့နော်ဒီ break တွေ chance တွေကို ကဲအဲ့ဒါကတော့ဒီမှာကျွန်တော်တို့ gear tuning နာဝေး level အဲ့ဆိုတော့၃ခုရှိတယ် gear tuning ကျွန်တော်ဟိုတနေ့ကတင်ထားရဲ့အဲဗီဒီယိုထဲမှာပါလို့ကျွန်တော် gear tuning လုပ်တဲ့ material တွေထည့်မယ် step တွေကိုပေါ့ကြည့်အဲ chain ပြီးတော့ထည့်မယ်အဲ့အားနေပြီးတော့ကျွန်တော်တို့ဒီ step တွေ precision တွေ critical တွေအဲ rate တွေရလာမယ်နောက်တစ်ခုက inner wave inner wave ကကျွန်တော်ဒီ ထမဆုံးကျွန်တော်တို့ဆော့ရတဲ့အချိန်တိုင်ယာ1တိုင်ယာ2မှာတိတ်မသိတာဘူးဒါပေမဲ့နောက်ဆုံးပိုင်းအဲမက်ဆီမန်ဖြစ်တဲ့တိုင်ယာ6ကိုရလာလို့ရှိရင်ဒီ step တွေကအရန်ကိုတည်တာရယ်ဗောနော်ဒီတတာတိုးလာရယ်ဥမာကျွန်တော်ကိုကို inner way တွေမဟုတ်တော့ကိုတွေ purple မဟုတ်တော့ဘယ်နဲ့တော့ဒီ blue ဖြစ်တဲ့ gray inner way တွေအစဒီ step ကိုတော်တော်များများနှင့်ပေးနိုင်တဲ့အထိဖြစ်တယ်ဗောနော်ဒါဒါပေမဲ့အဲတိုင်ယာ6ကိုရောက်မှာဗောနော်တိုင်ယာ6ရောက်မှာဖြစ်လာနိုင်တဲ့အ effort တွေပေါ့နော်နောက်တစ်ခုက level up ဒီကောင်က level up ကကြာကျွန်တော်တို့ solo war solo war mode ရှိမယ်အဲဟာကို level up လောက်တာရှိမယ်ဒါမှမဟုတ်ကိုယ့်ရဲ့ character ကို leveling up လောက်တာရှိမယ် okay ဒီဟာတစ်ခုရဲ့ဒီဟာကကြာတော့ဒီ precision rate အဲအတွက် only ပေါ့နော်ဒီ level up လောက်တာ channel set တွေအကုန်လုံးကကြာတော့ဒီဟာ tuning inner way ကနေပဲလုပ်မယ်ဒါပေမဲ့ဒီ precision rate ကကြာတော့၃ခုလုံးနဲ့သဆိုင်တယ်ဒီဟာ inner way ရော level လုံးနဲ့သဆိုင်တယ် okay အားလုံးပဲကျောင်းရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးအတွက်ကျေးဇူးတင်ပါတယ်။အကဲဒီဗီဒီယိုကအကူအညီဖြစ်တဲ့ဆိုလို့ရှင် like လေးပေးပြီးတော့ sharing လေးလုပ်ပါပေးနိုင်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။ပိုင်ပါလား။